တရုတ်ကစမ်းသပ်နေတဲ့မျိုးဆက်တဲ့တိုင်းလေရင်ရဲ့ဗီဒီယိုအသစ်တစ်ခုထွက်ပေါ်လာ။တရုတ်ကတူတူဝဲဝဲထီထွင်းစမ်းသပ်နေတဲ့မျိုးဆက်တဲ့တိုင်းလေရင်အသစ်နဲ့ပတ်သက်တဲ့ဗီဒီယိုအသစ်တစ်ခုထမှန်ထွက်ပေါ်လာပြီးနိုင်ငံတကာစစ်လက်နက်ရေးဟာသူတေသီတွေကြားမှာစိတ်ဝင်စားဆွေးနွေးမှုတွေရှိနေပါတယ်။တရုတ်ရဲ့ပြိုင်ဘက်အမေရိကန်နဲ့နောက်မဟာမိတ်နိုင်ငံတွေဟာအဲ့ဒီလေရင်နဲ့ပတ်သက်လို့အထူးသဖြင့်အာရုံစိုက်ထားပြီးခြေသက်သည့်စိတ်လုံးကောက်နိုင်မီညွှန်းဆိုခေါ်ဝေါ်လေးရှိပါတယ်။ အဲ့ဒီလေရင်ရဲ့ထူးခြားချက်ကတော့အမီပိုင်းလုံးဝမပါတဲ့ကိုထဲတိဆောက်ပုံပဲဖြစ်ပါတယ်။နောက်ပြီးလေရင်ရဲ့ကျဲအင်ဂျင်ကိုလည်း၃လုံးထိတက်ဆင်ထားပါတယ်။အခုသတင်းဘက်ထဲမှာတော့ဂျေ37တစ်စီးဟာစီချွမ်းပြည်နယ်ချန်ဒူးမြို့မှာရှိတဲ့ချမ်ဒူးလေကြောင့်ကကွယ်ရင်းနည်းပညာကော်မတီနားမှာရှိတဲ့အဝေးပြေးလက်မှတ်တစ်ခုအပေါ်ခန်းနဲ့နဲ့ပြင်ပြီးစဉ်သက်သွားတဲ့ဗီဒီယိုကလူမှုကွန်ရက်ပေါ်ပြန့်နှံ့လာခဲ့ပါတယ်။အဲ့ဒီဗီဒီယိုမှာတော့ခြေသက်တိစိတ်ရဲ့တိဆောက်ပုံကိုပို့ပြီးထင်ထင်ရှားရှားမြင်ခင်ရပါတယ်။ အဲဒီကုမ္ပဏီဟာကြေတက်သည့်စစ်ကိုထိထွင် ထုတ်လုပ်ထားတဲ့လုပ်ငန်းစုလည်းဖြစ်ပါတယ်။တရုတ်ကတော့အဆင့်မြင့်မျိုးဆက်တဲ့တိုက်လေရင်တစ်စီကိုလက်တွေ့ဆန်းသက်တဲ့အစီရောက်နေတဲ့အပေါ်ဘာမှတ်ချက်မှမပေးသလိုကြေတက်သည့်စစ်လုံးတုံ့နှုတ်ခေါ်ဝေါ်နေတာတွေအပေါ်မှာလည်းဘာမှမတုံ့ပြန်ပါဘူး။လေရင်ရဲ့စွမ်းဆောင်ရည်နဲ့ထူးခြားတဲ့အချက်လက်တွေကိုလည်းဘာမှမသိရပါဘူး။ဒါပေမဲ့လေရင်ရဲ့ပြန်ကက်ပြီးထင်မြတဲ့ တောင်ချုံနေနဲ့တည်ဆောက်ထားတဲ့အချိုးစားရာရေတံနဲ့ထောင်းနှံမှုကိုရှောင်ကွင်းနိုင်တဲ့ကိုပြောင်းနေပညာပါဝင်မယ်လို့လက်နဲ့ရေးရပါရကူအများပြားကတင်ကြီးတညုံနဲ့ယူဆထားပါတယ်။အမီးကိုဖျောက်ထားတဲ့ဒီဇိုင်းရဲ့ရည်ရွယ်ချက်ကိုတိတိကျကျမတရားသေးပဲမယ်။ပိုပြီးလျင်မြန်ပေါ်ပါတဲ့စိတ်ကစားပြန်တမ်းမှုတွေလုံဆောင်နိုင်မှုဖြစ်နိုင်ပါတယ်။ကိုပြောင်းစွမ်းရည်ပိုင်ဆိုင်တဲ့အစီအမြင်ဆုံးပြင်စမမျိုးစံတိုက်လေရင်တွေထုံလုံးနိုင်တဲ့လက်သုံးစာမပြည့်တဲ့နိုင်ငံတွေထဲမှာ တရုတ်ဟာရုရှားအမေရိကန်တို့နဲ့အတူပါဝင်နေပါတယ်။ချမ်ဒူရဲ့လက်ရ J20 ကိုပြောက်တိုက်လေရင်တွေဟာလေထဲမှာစားတင်တာဝန်ထမ်းဆောင်နေသလိုရှမ်းမြန်းကုမ္ပဏီရဲ့ပိုမိုပေါ့ပါချစ်လက်တဲ့ J35 တိုက်လေရင်တွေကိုလည်းတရားဝင်မိတ်ဆက်ထားပါတယ်။ဒါပေမဲ့ J36 ကတော့ဤပညာပိုင်းအရာစက်ထမအမျိုးဆက်လို့အစ်စ်တတ်မှတ်ရမယ့်အစ်စ်မြင့်ဆုံးတိုက်လေရင်မျိုးလည်းဖြစ်လာနိုင်ပါတယ်။ တရုတ်ကခြေတက်တိစက်ကိုရင်မှန်းချက်ကြီးကြီးနဲ့စမ်းသပ်နေတယ်လို့အမေရိကန်သမ္မတဒေါ်နယ်ထရပ်ကလည်းစစ်ထမမျိုးဆက်တိုင်းနိုင်ငံတစ်တွေသူတည်တနာပြုထုံးလုံးမဲ့ project ကို ပြီးခဲ့တဲ့လတုန်းကပိုအင်းကုမ္ပဏီစီအနှင်းခဲ့ပါတယ် F47 လို့ယာယီကောက်နိုင်ပြီးပေးထားတဲ့အဲ့ဒီတိုင်းနိုင်ငံရဲ့စမ်းသပ်မှုအစစ် prototype ကိုပိုအင်းကပြန်သန်းပြီးအစစ်မြေလေလံနေတာ၅နှစ်လောက်ရှိပြီလို့ထရပ်ကပြောပါတယ် မြန်မာကုန်ရဲ့သတင်းမီဒီယာမှာနောက်ဆုံးရနိုင်ငံတကာသတင်းများကိုသိရှိနိုင်ဖို့ like share subscribe လုပ်ပေးခြင်းဖြင့်ကူညီနိုင်ပါတယ်ရှင်